ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြပေးမယ့် site ကပြီးခဲ့တဲ့6ချိန်မြောက်မှာ68ခုအောင်ခဲ့တဲ့ site ပေါ့နော်68ခုအောင်ခဲ့တဲ့ site အဲ့ site ရဲ့အဆက်ကိုဆက်ပြပေးမှာဖြစ်တယ်နော်ဒီ site ကိုမပြခင်မှာဒီအဆက်ကလေးကိုမပြခင်မှာအရင်ဆုံးပြောကြားချင်တာကျွန်တော်68ခုပေါက်လို့ငွေမုံမိုးလွှဲပေးကြတဲ့လူတွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်နော်အားလုံးကိုငွေ68ခုပေါက်လို့ငွေလွှဲပေးတဲ့လူအားလုံးကို ကျေးဇူးတင်ပါတယ်เนาะနောက်ပတ်ဒီမှာလည်းဒီထက်ပိုပြီးများများပေါက်ကြပါစေလို့ဆုတောင်းပေးပါရဗျာเนาะဟုတ်ကဲ့အဲ့ဒါဆိုကြည့်ရအောင်เนาะဒီ၈ထိတ်เนาะ၈ထိတ်ဇောင်း၃လုံးအခွေရ၄เนาะ၈ထိတ်စီဒီ၃လုံးအခွေရ၄၈ထိတ်ပုံသေးနဲ့เนาะဒီ၃လုံးအခွေရ၄သူကနေပြီးတော့တစ်ပြင်တက်လိုက်ရင်နောက်မှာခွန်ကိုယ်တွေပုံတွေရိုက်တယ်เนาะနှစ်ဆောင်เนาะနှစ်ဦးမှာခွန်ကိုယ်တွေပုံတွေရိုက်တယ် ဒီ site ကိုတော့ကျွန်တော်တိတ်ပြီးအရှိအရှိမပြတော့ဗျာနော်ပြီးခဲ့တဲ့6ချိန်မြောက်မှာကျွန်တော်ပြထားပြီးသားဖြစ်တဲ့အတွက်သဘောတော့ပဲပြတော့မယ်နော်အဲ့တော့8ထိပ်စီပုံသေး400လည်းပုံသေးပဲနော်4 3304ပုံသေးခောက်တယ်သူကနေပြီးတော့အပေါ်ဆောင်တပင်တပင်တက်လိုက်နှိမ့်မှခွန်ကိုးတွေနော်အဲ့ဒီခွန်ကိုးတွေနောက်တွေကြလို့တဲ့သူကနောက်ပေါင်းချင်း6ခွန်ခါပုံသေးနဲ့နော်နောက်ပေါင်းချင်း6ခွန်ခါပုံသေးနဲ့ဆိုတော့6ခွန်အတွဲနဲ့စီနီယာကနန်းတကွယ်အဲ့ဒီထဲမှာလိုက်ထွက်တယ်နော် 6ခုအတွင်းနဲ့စီနီယာကနန်းအဲ့တကွယ်အဲ့ထဲမှာလိုက်ထွက်တယ်နော်အဲ့စီနီယာကနန်းလိုက်ထွက်တော့မယ်ဆိုရင်လည်းသူက၈ထိပ်ပုံတိခံထားတဲ့အတွေ့အကြုံ၈ထိပ်သူ့ရဲ့အောက်ဆောင်တပင်ညောင်မှာ3ခါထောက်ပြီးကမှအဲ့ဒီ6 8ခုလို့စီနီယာကနန်းတကွယ်ကလိုက်ထွက်တာနော်ထွက်ပြီးတာနဲ့အဲ့ဒီကနန်းကနောက်နှစ်ခုသူ့ရဲ့နောက်နှစ်ခုလိုက်ထွက်မယ်နော်အဲ့ဒီကနန်းသူ့ရဲ့နောက်နှစ်ခုလိုက်ထွက်ပေးရမယ်နော်လိုက်ထွက်ပေးရမယ်ဆိုတော့ဒီမှာလာထွက်ပြီနော် ြန်ထွက်တော့မယ်အဲ့ကလန်ပြန်ပြီးတော့လိုက်ထွက်တဲ့အချိန်မှလည်းပဲတဲ့သူထွက်တော့မယ်ဆိုရင်တဲ့သူကရှစ်ဖရိန်စပြီးတော့ရှစ်ထိတ်နဲ့ဖရိန်စတဲခဲ့တဲ့အတွက်ကွာပေါင်းချင်းရှစ်နော်ကွာပေါင်းချင်းရှစ်သူ့အောက်ဆောင်မှာ6နောက်ပိတ်ကပုံသေးကွာပေါင်းရှစ်ပုံသေး6နောက်ပိတ်ပုံတည်နော်အဲ့6နဲ့6နဲ့ပေါင်းရင်4ဖြစ်တဲ့အတွက်14 break လို့ရိုက်ပြီးတာနဲ့အဲ့အောင်မှာအဲ့6 6ခုံဆိုတော့ကဏ္ဍပြန်ထွက်ပေးရတာ6ခုံကြောင့်နော်ဒါပထမကတ်ဒုတိယကတ်ကိုသွားမယ်နော်ဒုတိယကတ်ကလည်းဒီမှာနော်8ထိပ်စီကပုံတည် ရှစ်ထိပ်စီပုံသေးဇောင်းတုံးလုံးဒီတုံးလုံးအခွေ၄ရလဲပုံသေးနော်ရှစ်ထိပ်တုံးလုံး၄ခောက်ထားရနော်အဲ့ခောက်လိုက်တာနဲ့သူ့ရဲ့ညာဘက်ပေါ်ဆောင်တစ်ပင်နှစ်ပင်မှာသူကနှစ်ဦးမှာခွန်ကိုးနောက်တွဲထွက်ပေးရတယ်နော်နှစ်ဦးမှာခွန်ကိုးနောက်တွဲထွက်ပေးရတယ်အဲ့ဒီခွန်ကုန်းနောက်တွဲထွက်ပေးလိုက်တဲ့အတွက်အဲ့နှစ်ခွန်ကုန်းနောက်တွဲထွက်တဲ့နှစ်ထဲမှာနှစ်ပေါင်းညင်း6ကပုံနှစ်ပေါင်းညင်း6ခွန်ခါပုံတွေဖြစ်တဲ့အတွက်အဲ့60ခွန်အတွဲနဲ့ စီနီယာကဏ္ဍတဘောကအဲ့နေ့ထဲမှာလိုက်ထွက်ပေးရမယ်နော်စီနီယာကဏ္ဍ60 60ခုအတွင်းနဲ့စီနီယာကဏ္ဍတဘောလိုက်ထွက်ပေးရတယ်အဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့သူကရှစ်ထိတ်နဲ့စဖရင်တဲခဲ့တာဖြစ်တဲ့အတွက်တဲ့ရှစ်ထိတ်စီသူ့ရဲ့အောက်ဆောင်တပင်ကျော်မှာ3ခါလို့ထောက်ပြီးကမှအဲ့ကဏ္ဍအဲ့စီနီယာကဏ္ဍထွက်ပေးရတာနော်အဲ့လိုထွက်ပြီးတာနဲ့အဲ့စီနီယာကဏ္ဍနောက်နှစ်ကိုလိုက်ထွက်ပေးတယ်နော်နောက်နှစ်ကိုလိုက်ထွက်တဲ့အချိန်မှလည်းသူကဒီမှာထွက်တယ်နော် အဲ့ထွက်တဲ့အချိန်မှာလည်းပဲသူက shift frame ခံခဲ့တဲ့အတွက်တကွာပေါင်းချင်းရှိရှစ်ထိတ်နဲ့စပြီး frame ခံခဲ့တဲ့အတွက်တကွာပေါင်းချင်းရှိသူအောက်ဆောင်မှာ6နောက်ပိတ်ပုံသေးအဲ့ဒီ6နဲ့6နဲ့ပေါင်းချင်း4သည်14 break လို့ရိုက်လိုက်တာနဲ့တဲ့သူအောက်မှာအိုက်ကနန်းပြန်ထွက်ပါတယ်နော်နောက်ဒုတိယကတ်နော်တတိယကတ်ကဒီမှာလာပြီနော်တတိယကတ်ကဆိုမှာ6ထိတ်ပုံသေးပဲနော်စပြီးခံတာ6ထိတ်ပုံသေးဒီသုံးလုံး4ဖြစ်တဲ့အတွက်တဲ့သူကပေါ်ဆောင်တစ်ပိတ်နှစ်ပိတ်မှာနှစ်ဦးမှာခွန်ကိုးနောက်တွေထွက်တယ်เนาะအဲ့ခွန်ကိုးနောက်တွေထွက်တဲ့တွေတဲ့ နောက်ပိုင်း6နဲ့ခွန်ခါပုံတွေဖြစ်တဲ့အတွက်69နောက်တို့69တွင်းနဲ့စီနီယာကဏ္ဍတကူအဲ့ဒီထဲမှာလိုက်ထွက်ပေးရတယ်နော်အဲ့လိုထွက်တော့မဆိုရင်လည်းပဲသူက8ထိပ် shift frame shift frame နဲ့ frame စတဲ့တွေတွေအတွက်8ထိပ်သူအောက်ဆုံးတွင်းမှာ3ခါလို့ထောက်ပြီးမှအဲ့ကဏ္ဍပြန်ထွက်တာနော်အဲ့ကဏ္ဍလာထွက်တာထွက်ပြီးတော့အဲ့ကဏ္ဍသူ့ရဲ့နောက်နှစ်မှာပြန်ထွက်ပေးရမယ်နော်ပြန်ထွက်ပေးရမယ်ဆိုတော့အဲ့ကဏ္ဍဒီမှာပြန်ထွက်ပြီး6ချိန်မှာနော်ပြန်ထွက်တဲ့အခါမှာအဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်ရှင်းတဲ့ frame ကန်ရတဲ့အတွက်ခေါင်းပေါင်းချင်း၈ ပုံတွေခံမယ်သူ့အောက်ဆောင်မှာ6နောက်ဘိတ်ပုံတွေအဲ့ဒီ8နဲ့6နဲ့ပေါင်းခြင်းစီ14ဖြစ်တဲ့အတွက်14ဘိတ်ထွက်ပြီးကြမှာအဲ့အောက်မှာ68စကုံဆိုတဲ့ကဏ္ဍသူ့လိုက်ထွက်ပေးရမှာเนาะဒါပြီးခဲ့တဲ့6ကြိမ်မြောက်မှာလည်းကျွန်တော်တင်းပေးခဲ့တယ်เนาะ68ခုအောင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်က8နောက်ဘိတ်နဲ့ဖမ်းပေးခဲ့တယ်เนาะ8နောက်ဘိတ်နဲ့ဖမ်းပေးခဲ့တယ်68ခုဆိုတဲ့ကဏ္ဍခွန်68နဲ့608ဆိုပြီးတော့ကျွန်တော်ဖမ်းပေးခဲ့တယ်เนาะဒါပေမဲ့ ဒီကနန်းဒီအချိန်မှာပြန်ထွက်ရမယ်ဆိုတာကိုတော့တိတိကျကျဖမ်းနိုင်တယ်နော်အဲ့ဒါကြောင့်မလို့အာထိုးတဲ့လူတွေကတော့ပောက်ကြပါတယ်နော်အာထိုးတဲ့လူတွေကတော့ပောက်ကြတယ်ပောက်တဲ့အတွက်ကျွန်တော်မဝှက်လွှတ်ပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်နော်အဲ့တော့ဒီမှာထွက်ပြီးကျွန်တော်ကိုယ်တိုင်လည်းဒီအောင်ရှင်းနောက်ပြင်းနေဆိုတော်တော်များများရမှာဗျာနော်အာဆိုတော့ကျွန်တော်လည်းပါးပါးပဲရလိုက်တာဗောနော်ဟုတ်ကဲ့နော်အဲ့ဒီကောင်ထွက်ပြီးကြနေတဲ့အဲ့ဒီအောက်မှာလိုက်မကနန်းကိုကြည့်နော်ကျွန်တော်တို့ပထမကတ်ကိုပြန်သွားမယ်နော် အဲ့ဒီ66ခုဆိုတဲ့ကဏ္ဍဟာတဲ့နော်ဒီနှစ်မှာပြန်လာထွက်ပြီပေါ့နော်အဲ့ထွက်လိုက်ပြီဆိုလို့ရှိရင်တဲ့ तू ကသူ့ဘေးမှာတဲ့ तू ကရှစ်ထိတ်နော်ရှစ်ထိတ်ကရှစ်ခါလို့ဝင်ရှစ်ထိတ်ကရှစ်ခါလို့ဝင်ပြီးကမှာကွာပေါင်းငါးပုံတွေရိုက်တာနော်အဲ့ဘေးမှာထွက်တာကွာရှိ6နောက်ပိတ်ဗရိတ်စလေးရဲ့အောက်မှာထွက်တယ် ရှစ်ထိတ်ကရှစ်ခါလိုဝင်ပြီးကွာပေါင်းချင်း၅ပုံနေရိုက်တယ်သူပေးမှထွက်တယ်နော်ဒီစနစ်ကိုကျွန်တော်ပြီးခဲ့တဲ့ဘက်ကထည့်မပြဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကနေအောင်ခဲ့လို့ရှိရင်ဒီဘွဲမှာဆက်ကစားရမယ်အဆက်ဖြစ်နေတဲ့အတွက်ဒီစနစ်ကိုရှစ်ထိတ်ကရှစ်ခါဝင်နေကွာပေါင်းချင်း၅ပုံနေရိုက်တယ်ဆိုတော့စနစ်ကိုကျွန်တော်ပြီးခဲ့တဲ့ဘွဲမှာထည့်မပြခဲ့ဘူးနော်ဟုတ်ပြီပြောချင်တာအဲ့ဒီကောင်အောင်လိုက်တာနဲ့တဲ့နော်ဒီ၈၆ခုစောကနေပြန်ကြပြီးတာနဲ့ရှစ်ထိတ်ကရှစ်ခါဝင်နေရှစ်ခါဝင်ပြီးကွာပေါင်းချင်း၅ပုံနေရိုက်တယ်နော် အဲ့ခေါင်းရင်းကပုံစံရိုက်တဲ့အတွက်အဲ့ရှစ်ထိပ်ရှစ်ခါလို့ဝင်လိုက်တာနဲ့အဲ့ရှစ်ခါဒီဒီကွက်မှာထပ်ပြီးတော့ရှစ်၆ခုဆိုတော့ကဏ္ဍပြန်ကြလာပြီးတာနဲ့အဲ့ဒီရှစ်ထိပ်ရှစ်ခါဒီဒီဘက်မှာရှစ်ခါလို့ထပ်ဝင်မယ်ဝင်ပြီးတာနဲ့ဒီခေါပေါင်းရင်းကပုံစံထောက်ထားတဲ့အတွက်ရှစ်ပေါင်းငါလို့ကစားမယ်နော်ရှစ်ပေါင်းငါလို့ကစားမယ်အဲ့ဒီလိုရှစ်ပေါင်းငါခေါပေါင်းရင်းကဒီရှစ်ပေါင်းငါလို့ကစားလိုက်တာနဲ့ဒီ break တစ်နဲ့ဒီလေးနောက်ပိတ်နဲ့ကလည်းငါးပဲပုံစံကစားတယ်နော်အဲ့တော့ပြောချင်တာကသူကဒီ6ထိပ် ပရိစ္ဆေလေးရဲ့အောက်မှာထွက်တာ6ထိတ်နဲ့ပရိစ္ဆေလေးပေါင်းရင်းဒီ၃ညဖြစ်တဲ့အတွေ့တဲ့အဲ့ဒီဘရိတ်နှစ်ခုပေါင်းရင်းပြန်ကြလာပြန်ထွက်လာတဲ့6ခုနဲ့သူအဘူးထွက်မဲ့ကဏ္ဍနဲ့ဘရိတ်နှစ်ခုပေါင်းရင်းဒီ၃ညဖြစ်ရမယ်နော်ဒီ9ရဲ့ပါဝါကို6ထိတ်6နောက်ပိတ်နဲ့ပရိစ္ဆေလေးနဲ့၃ညရိုက်ထားတာ၃ညရိုက်ထားတဲ့အတွေ့အဲ့ဒီ6ခုနဲ့ဒီကဏ္ဍနဲ့ဘရိတ်နှစ်ခုပေါင်းရင်းဒီ၃ညဖြစ်ရမယ် နော်၈၆ခုံဒီလဲဝန်းချင်းဖြစ်နေရမယ်နော်ဒီကြသွားတဲ့၈၆ခုံဒီလဲခုနောက်ထပ်မဲ့ပွဲမှာဝန်းချင်းဖြစ်ရမယ်အဲ့ဒီ၆နဲ့ဘရိတ်လေးနဲ့ပေါင်းရင်၃ညဖြစ်တဲ့အတွက်ဘရိတ်နှစ်ခုပေါင်းရင်ဒီဘရိတ်နှစ်ခုပေါင်းရင်လည်း၃ညဖြစ်ရမယ်နော်အဲ့ဒီမှာသူက၈ထိပ်ဒီ၈ခါခွာပေါင်းရင်၅လို့ပုံတွေဝင်တဲ့အတွက်၈ထိပ်၈ခါအဲ့၈ခါဒီမှာ၈ခါထပ်လိုက်မယ်လိုက်ပြီးရတယ်ခွာပေါင်းရင်၅ဒီ၈ပေါင်း၅လို့ရိုက်ပြီး၈ပေါင်း၅လို့ရိုက်ရိုက်ပြီးရတယ်အဲ့ဘရိတ်၁နဲ့အဲ့နောက်ဘရိတ်လေးနဲ့ရလဲပဲ၅ပြန်ဖြစ်နေရမှာပေါ့နော် ဒါပထမကတ်နော်ဒုတိယကတ်မှာဆိုတော့ဒီတိုင်းပဲသွားတယ်နော်ဒုတိယကတ်မှာလည်းပဲဒီ465ဆိုတဲ့ကဏ္ဍကြီးတဲ့465ဆိုတဲ့ကဏ္ဍကြီးနောက်နှစ်ကိုပြန်ထွက်တယ်နော်အဲ့ဒီ465ဆိုတဲ့ကဏ္ဍထွက်တဲ့ချိန်မှာလည်းပဲတဲ့သူက465ဆိုတဲ့960ဆိုတဲ့ကဏ္ဍပြန်ထွက်လာပြီထွက်လာပြီဆိုလို့ရှိရင်လည်းအဲ့ကဏ္ဍကြီးတဲ့6ထိပ်စီရာတဲ့6ခါလို့ဝင်သူ့ဘေးမှာနော်6ထိပ်စီရာ6ခါဝင်ပြီးတော့ကွာပေါင်းညင်းကားကိုပုံတွေရိုက်ရတာနော် ထမကမှာ၈ထိပ်စီရ၈ခါဝင်တယ်ကွာပေါင်း၅ပုံသေးပုဒုတိယကမှာ၆ထိပ်စီရ၆ခါကွာပေါင်း၅ပုံသေးနော်အဲ့ဒီရဲ့ဘေးမှာထွက်တာနော်ဒီစနစ်ကကျွန်တော်ထည့်မပြဘူးဘာလို့ဆိုတော့ဒီကနေ့အောင်ငယ်ရင်၅၆ခုဆိုတဲ့ကနေ့အောင်ငယ်ဒီဘွဲမှာဆက်ကစားမယ်အဆက်ဖြစ်တဲ့အတွက်ပြီးခဲ့တဲ့ဘက်ကထည့်မပြဘူးနော်အဲ့တော့သူကပြောရင်လားအဲ့ကနန်းဒီတဲ့6ထိပ်ဒီတဲ့6ခါလို့ဝင်မိတာနဲ့ဘောပေါင်းကြီးကပုံဒီအဲ့ဘေးမှာအဲ့96ခုံဆိုတဲ့ကနန်းအပြန်ကြပေးရတာနော် 6ထိပ်စီပရိတ်လေးစီ3ညဖြစ်တဲ့အတွက်9ရဲ့ပါဝါကို6နောက်ပိတ်ပို့6နောက်ပိတ်နဲ့ပရိတ်လေးစီ3ညဖြစ်တဲ့အတွက်အဲ့865ကဏ္ဍ96ခုလူပြန်ထွက်လာပြီးရတယ်အဲ့ကဏ္ဍနဲ့အဲ့ပရိတ်96ခုပရိတ်နဲ့အဲ့အောက်ကပရိတ်နဲ့ပေါင်းရင်းစီလဲ3ညဖြစ်ရပါမယ်။နော်ဒီပရိတ်နှစ်ခုပေါင်းရင်းစီ3ညဖြစ်ရမယ်။အဲ့96ခုဒီလဲပဲ1ညဖြစ်ရမယ်။အောက်မှာကြားရကဏ္ဍစီနော်။96ခုကလည်း1ညဖြစ်ရမယ်။ဒီကွာပေါင်းရင်း9ရဲ့ပါဝါကို6နောက်ပိတ်နဲ့ပရိတ်ဆက်လေးနဲ့3ညရိုက်ထားတဲ့အတွက်အဲ့ပရိတ်နှစ်ခုပေါင်းရင်းလဲ3ညဖြစ်ရမယ်နော်။ အဲ့ဒီအချိန်မှာသူက6ထိပ်ဒီ6ခါလို့ဝင်လဲဝင်လိုက်တာ ਨੇ ကွာပေါင်းချင်း5ဒီရှေးပေါင်း5လာကြာမှာ6ထိပ်6ခါအဲ့6ခါဒီ6ခါဆက်ဝင်မယ်ဒီဘွဲကိုဆက်ဝင်ပြီးတာ ਨੇ တဲ့သူကကွာပေါင်းချင်း5ပုံတွေရိုက်ထားတဲ့အတွက်အဲ့5ဒီရှေးပေါင်း5နော်အဲ့ရှေးပေါင်း5လို့ရိုက်တာ ਨੇ အဲ့ပရိနေတဲ့အခုပိတ်တဲ့နောက်ပိတ်ခွန်နေဦးလဲ5လို့ပြန်ရိုက်ပေးရမယ်သူကနော်ဒါဒုတိယကတ်နော်အဲ့တော့ဒီ6က6 6ထိပ်6ခါ6ခါလို့ဝင်လိုက်တာ ਨੇ ဘောပေါင်းငါးဒီရှေးပေါင်းငါးဖြစ်တဲ့အတွက်66တွဲရတာပေါ့နော်အဲ့ဒါမှအိုက်ငါးကိုပရိတ်နဲ့နောက်ပိတ်နဲ့ငါးဆိုတကွက်ထက်ထွက်တာနော်အခုတက်တရကကူကြည့်မယ်နော်တက်တရကမှာလည်းအဲ့ဒီ68ခုဆိုတဲ့ကဏ္ဍဒီချိန်မှာပြန်ကြရမယ်ဆိုပြီးတော့6ချိန်မှာကျွန်တော်မိမိရဖမ်းပေးခဲ့တယ်နော်ဒီ6ချိန်မှာတကယ်လဲကျွန်တော်ဖမ်းတဲ့အချိန်မှာတိတိကျကျကြားခဲ့တယ်နော်ဟုတ်ပြီအဲ့လိုကြားသွားတဲ့အတွက်တူကဒီပွဲမှာကစားတော့မယ်ဆိုလို့ရှိရင်အဲ့ဒီ68ခုကလည်းဝန်းချင်းဖြစ်ရမယ်အဲ့ဒီရဲ့ तू ကဒီရှစ်ထိပ်စီနော်ရှစ်ထိပ်စီဟာရှစ်ခါလို့ဝင်မယ် ဝင်းပြရတော့ကော်ပေါင်းချင်း၅ပုံတွေရိုက်မယ်နော်အဲ့ရဖေးမှာပြန်ကြတာနော်အဲ့၆ရှစ်ခုံကဒီစနစ်ကကျွန်တော်ထည့်မပေးခဲ့ဘူးဒီအထောက်ကူမပြခဲ့ဘူးပြီးခဲ့တဲ့ဘက်ကနော်ဘာလို့ဆိုဒီပွဲမှာကစားဖို့ရှိနေလို့အခုဒီကောင်ကြပါလို့ဒီဒီဟာကိုထည့်ပြတာနော်ဟုတ်ပြီအဲ့တော့ပြောနေတာရှစ်ထိတ်ကရဲရှစ်ခါလို့ဝင်တယ်အဲ့ရှစ်ခါဒီဒီပွဲမှာပဲရှစ်ခါလို့ထပ်ဝင်ရမှာဘူးသူကနော်ရှစ်ခါလို့ထပ်ဝင်ရဝင်တဲ့အချိန်မှာသူကရှစ်ထိတ်ကရှစ်ခါဝင်တဲ့အချိန်မှာကော်ပေါင်းချင်း၅ဒီပုံတွေရိုက်တဲ့အတွက်အဲ့၅ဒီရှစ်ပေါင်း၅ဖြစ်ရမယ်ဆိုတော့ ွန်ထိတ်ဖြစ်သွားပြီเนาะခွန်ထိတ်ခွန်ရှစ်ပေါ့เนาะအဲ့တော့ဒီကွာပေါင်းငါးဒီရှေးပေါင်းငါးလို့ဝင်လိုက်တာ ਨੇ ဒီပရိတ်နဲ့ဒီနောက်ပိတ်နဲ့ဒီငါးဖြစ်ရမယ်ဆိုတော့လေးကိုထည့်မှာပေါ့เนาะခွန်ရှစ်လေးပေါ့เนาะလေးထည့်အဲ့တော့ तू อ่ะရှစ်ထိတ်ကရှစ်ခါဝင်မယ်ကွာပေါင်းငါးပုံတွေရိုက်တဲ့အတွက်အဲ့ငါးဒီရှေးပေါင်းငါးဖြစ်ရမယ်ရှေးပေါင်းငါးဖြစ်ပြီးတော့ဒီပရိတ်နဲ့ဒီနောက်ပိတ်နေရာလည်းငါးဖြစ်ရမယ်အဲ့ဒီ6 8ခွန်ကလည်းဝမ်းချင်းဖြစ်နေရမယ်ကိုယ်ဘွဲမှာထွက်မယ်ဒီမှာเนาะဒါခွန်ရှစ်လေးပေါ့เนาะ ဒါပေမဲ့အထိုင်ကတော့လဲနေတယ်เนาะဒီအရာတွေကိုကျွန်တော်ပြီးရင်ရှင်းပြမယ်ခွန်ရှင်လေးပေါ့เนาะတကယ်လို့တယ်เนาะ तू อ่ะသူ့မှာလှဲသားချက်တခုတော့ရှိတယ်နောက်တစ်ချက်က तू อ่ะဘယ်လိုလှဲသားလဲဆိုတော့တကယ်လို့ပေါ့ तू อ่ะအဲ့ဒီမှာဒီပွဲမှာဒီရှစ်ထိတ်ကရှစ်ခါခေါပေါင်း9ပုံတွေရိုက်တဲ့အတွက်ရှေးပေါင်း9လို့ကျွန်တော်တို့ယူထားတာအဲ့ဒီရှေးပေါင်း9မဟုတ်ဘဲနဲ့ဒီရှေးပေါင်း9ကထွက်တာပါဆိုရင်လည်း तू อ่ะ ဒီဘွဲမှာသူကထိတ်စီသုံးလုံးကိုတုံညလို့ခေါ်လိုက်နော်ထိတ်စီသုံးလုံးတုံညအဲ့ရှေးပေါင်းကားကြီးရှေးပေါင်းကားဖြစ်ရမယ်ဒီရှစ်ထိတ်ရှစ်ခါရှစ်ခါဖြစ်ပြီးတော့ဒီသုံးလုံးထိတ်စီသုံးလုံးပေါင်းရင်ဒီတုံညဖြစ်တယ်နော်ရှစ်ခါနဲ့ထိတ်စီသုံးလုံးပေါင်းရင်တုံညဖြစ်တယ်ဒီ6ကိုတဲ့ဒီ6ထိတ်ဗရိတ်လေးခံမိမှာဒီကောင်ထွက်တာဟုတ်ဒီ6ထိပ်ဘရိတ်လေးခံမိမှာဒီရှစ်ခုံ6ပြန်ထွက်တာဆိုတော့ဒီ6ကိုလည်းပဲတဲ့သူကဒီ6ထိပ်6နောက်ဘိတ်ပုံနေခံထားတဲ့အတွက် အဲ့ဒီရှေးပေါင်းခြင်းနှစ်နဲ့ဒီလေးနောက်ပိုင်းနဲ့ကို6ပြန်ကစားတာပေါ့နော်ဒီလိုကတုံညာဒီ6ကြောင့်5 4 6เนาะဒီ8က8ထိပ်က8ခါဝင်ပြီးတော့ဒီမှာ8ခါဆက်ဝင်မယ်ဆိုရင် तू ကကဏ္ဍတစ်မျိုးပြောင်းသွားမယ်เนาะဒီဒီကောင်လေးဝိုင်းချင်းဖြစ်နေရမှာဒီကဏ္ဍကเนาะအခုဒုတိယကံမှာလည်းအဲ့စနေမျိုးနဲ့ဝင်ခဲ့မယ်ဆိုရင်ဒါ तू လိမ့်မဲ့ဟာကိုကျွန်တော်တို့ကကြိုးကြည့်ရတာเนาะဘာလို့လဲဆိုတော့ तू ကဒီ6နောက်ပိတ် ဒီဗရိတ်လေးကြောင့်၆နောက်ပွဲဗရိတ်လေးကြောင့်သူကဘူးဖြစ်တဲ့အတွက်ဒီဗရိတ်နှစ်ခုကိုဘူးကစားကျင်တာပေါ့နော်အတိအကျပြောရင်၁၈ဗရိတ်နဲ့၂၂ဗရိတ်နဲ့ဒီဗရိတ်နှစ်ခုပေါင်းမှာ40နော်40အဲ့ဘူးကစားကျင်တာပေါ့နော်အဲ့ဒီချိန်မှာသူကဘူးကစားတဲ့အတွက်ချိတ်စည်း၃လုံးကိုဘူးလိုက်တာပေါ့နော်ဒီမှာချိတ်စည်း၃လုံး၁၃ညာကိုဆိုဘူးနော်အဲ့၃ညာပေါ့အဲ့ဒီ၃ညာဖြစ်မယ်တဲ့၆ထိတ်က၆ခါဝင်ပြီး၆ခါဖြစ်မယ်အဲ့ဒီချိန်မှာဒီ၆နောက်ပိတ်ပုံတွေထောက်ထားတဲ့အတွက်ရှေးပေါင်းကြီးကိုနဲ့ ဒီခေါ်နောက်ပိုင်းညလည်း6ဖြစ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်လည်း1ချင်းဖြစ်ရမယ် break နှစ်ခုပေါင်းညလည်းဘူးဖြစ်ရမယ်နော်အခုဒီမှာတက်တဲ့အကတ်မှာလည်းပဲ तू ကသူ့လှည့်စားချက်နော်ဒါလိမ်မဲ့အချက်ကိုကျွန်တော်ထောက်ပြတာနော် तू လိမ်မဲ့အချက်ကိုထောက်ပြတာအဲ့တော့ကျွန်တော်ရှစ်ထိတ်ကရှစ်ခါဝင်ပြီးကောင်းညင်းငါပုံလေးကစားရတယ်နော်6နောက်ပိုင်းနဲ့ break လေးနဲ့ဘူးဖြစ်တဲ့အတွက်ဒီ break နှစ်ခုပေါင်းညကိုဘူးဖြစ်အောင်ကစားမှာအဲ့တော့27ရှိတယ်အတွက် तू ကပြောရရင်အတိအကျ16 break ကိုထည့်ခိုင်းတာနော်16နဲ့27ပေါင်းမှာ40 break နှစ်ခုပေါင်းညက40ဖြစ်နေရမှာနော် အဲ့ဒီလိုထည့်မယ်ဆိုရင်နဲ့အဲ့ဒီမှာ brain တစ်ခုအောင်ဘူးဖြစ်တာနဲ့တဲ့ထိပ်စီးသုံးလုံးကဘူးလိုက်ဖြစ်ရမယ်ဆိုရင်နဲ့ထိပ်စီးသုံးလုံးဘူးဖြစ်မယ်ဆိုရင်ကိုငါရှိရတဲ့6ထိပ်ကိုထည့်မယ်သူကနော်အဲ့တော့6ထိပ်ထည့်လိုက်မယ်6ထိပ်ထည့်လိုက်တာနဲ့တဲ့သူကဒီထိပ်စီးသုံးလုံးကလည်းဘူး brain နှစ်ခုပေါင်းညာလည်းဘူးဖြစ်ရမှာဟုတ်နော်အဲ့ဒီအချိန်မှာသူက8ထိပ်က8ခါ8ခါဝင်မယ်ဆိုတော့6 8နော်6ရှေ့အဲ့ဒီမှာ6နောက်ပိတ်ပုံတွေခံထားတဲ့အတွက်အဲ့6ကိုဒီ brain နဲ့ဒီရှေ့ပေါင်းတင့်နေတဲ့ဒီ9နောက်ပိတ်နဲ့ထည့်မှာ သူက600မှာဘူးเนาะဒီ6နောက်ပိတ်ကိုရှေးပေါင်းတင်းနေဒီက9နောက်ပိတ်နဲ့ထဲမှာ600မှာเนาะအဲ့တော့သူက685ဆိုတဲ့ကဏ္ဍတကွက်ထွက်လာမယ်เนาะဒီကဏ္ဍ1ချင်းနဲ့နှစ်ခုပေါင်းရင်းရဘူးပြိတ်နှစ်ခုပေါင်းရင်းရဘူးဖြစ်နေရမှာဆို685เนาะ685နဲ့ခွန်84ပေါ့နော်အထိုင်တွေကလဲနေတယ်အထိုင်လဲတဲ့အတွက်ရှေ့ဘက်ကိုတော့လှည့်ပေးရမယ်နော်ဘယ်လိုလှည့်ပေးရမလဲဒီကွာပေါင်းညင်းနေတယ်သူကရှစ်ကထိတ်မှလည်းရှိနေတယ် ထိတ်မှရှိရဆိုကောပေါင်းချင်းသုံးနဲ့ဒီရှစ်ထိတ်နဲ့ပေါင်းရင်10မှတ်ပုံသေးကစားတာရှိတယ်နော်ဒုတိယကတ်မှာလည်းဒီတိုင်းမျိုးသူကဒုတိယကတ်မှာလည်းသူကဒီကောပေါင်းချင်းနှစ်နဲ့တဲ့ကိုးထိတ်နဲ့ပေါင်းရင်10ပုံသေးကစားတယ်နော်10ပုံသေးကစားတယ်သူကပထမကတ်မှာလည်းသူအဲ့တိုင်းမျိုးကစားထားတယ်နော်သူကအထိုင်ကတော့လိမ့်ထားတယ်နော်လှဲ့ထားတယ်ဒီကွာပေါင်းရင်း၄နဲ့တဲ့ဒီခွန်ထိတ်နဲ့ပေါင်းရင်၁ပုံသေးနော်ကွာပေါင်းရင်း၄နဲ့ခွန်ထိတ်နဲ့ပေါင်းရင်၁ပုံသေးခါးနဲ့ထိတ်နဲ့ပေါင်းရင်၄ထောက်ထားတယ်ဒုတိယကံမှာလည်းသူကကွာပေါင်းရင်း နှစ်နဲ့ကိုးနဲ့ပေါင်းရင်တစ်ပုံသေးဒုတိယကပ်မှာလည်းသူကဂွားပေါင်းကြီးနှစ်နဲ့ဒီကိုးထိတ်နဲ့ပေါင်းရင်တစ်ပုံသေးအားနဲ့ထိတ်နဲ့ဟုပထမကပ်မှာ၄ခုဒုတိယကပ်မှာခားနဲ့ထိတ်နဲ့ဟု၅เนาะဒီမှာခုတတိယကပ်မှာဂွားပေါင်းကြီး၁နဲ့၈နဲ့ဟုပုံသေးတစ်ပုံသေးเนาะတစ်ပုံသေးဆိုရင်၈ထိတ်ထဲသွားပြီဒီမှာခားနဲ့ထိတ်နဲ့ပေါင်းရင်၆ဖြစ်နေပထမကပ်မှာခားနဲ့ထိတ်နဲ့၄ဒုတိယကပ်မှာခားနဲ့ထိတ်နဲ့၅တတိယကပ်မှာခားနဲ့ထိတ်နဲ့၆ဆိုရင်၈ထိတ်ဖြစ်သွားမယ်เนาะ၈ကထိတ်ကောခါရောရှိတဲ့အတွက်ကြောင့်မလို့ ရှစ်ကထိတ်ခေါခါဝရှိတဲ့အတွက်ကြောင့်လို့ရှေရဲကိုတော့လှည့်ပေးပေါ့ဗျာနော်ခွန်ရှစ်လေးနဲ့6ရှင်ငါအတိကနော်ခွန်ရှစ်လေးနဲ့6ရှင်ငါအတိကရှစ်ခွန်လေးရှစ်ချောင်ငါကိုကာထူးထူးပေါ့ဗျာနော်ဟုတ်ကဲ့အားလုံးဒီလောက်ဆိုရင်ရှင်းမယ်ထင်ပါဗျာနော်အားလုံးမကွက်လိုက်နော်ကံကောင်းကြပါစေဗျာနော်အော်ဒါမှပြောပြရလေးတစ်ချက်ကြံခဲ့ရနော်ပြရတစ်ချက်ကလေးထပ်ပြမယ်နော်အဲ့ဒီလိုထွက်ပြီးတော့သူကနှစ်ကွက်ဖြစ်သွားတယ်နော် တော့ပြောတယ်တကယ်လို့ပေါ့ तू อ่ะဒီမှာလှေသားချက်တစ်ချက်ထပ်တွေ့တယ်ဘာတွေ့လဲဆိုတော့ तू อ่ะဒီမှာ तू อ่ะเนาะဗရိတ်6နောက်ပိတ်ဗရိတ်4ကြောင်းเนาะ3ညဖြစ်တယ်အဲ့3ညကိုဒီဗရိတ်2ခုပေါင်းရင်3ညပြန်ဖြစ်ရမှာဖြစ်ရမှာဆိုတော့ပြောရရင်တော့အတိအကျ27နဲ့19နဲ့40ပေါ့ဗရိတ်2ခုပေါင်းရင်40ဖြစ်ရတာเนาะအဲ့ဒီလိုနေ तू မကြဘူးဆိုရင်လည်းဗရိတ်4ကပုံနေ तू อ่ะကြာထားတာဟိုဗရိတ်4ခံပြီးမှအဲ့ကဏ္ဍပြန်ထွက်လာတာဆိုတော့အဲ့ဒီဗရိတ်4ကြောင်းเนี่ย तू อ่ะเนาะ ဲ့ဒီ break လေးကြောင့်၄ရက်နှစ်ခတ်ကိုဒီသုံးလုံးနှစ်ပါတဲ့နော်၄ရက်နှစ်ခတ်ကိုခုံခုံရှင်းနှစ်ဒီရှင်းထိတ်နဲ့၄နောက်ပိတ်နေရလဲနှစ်ဒီဒီခွနဲ့ဒီထိတ်နေရတစ်နော်တစ်နှစ်မှတ်တမ်းနဲ့အပီးရိုက်တာပေါ့တစ်နှစ်မှတ်တမ်းနဲ့အပီးပြောင်းရိုက်သွားတာ6ရှစ်ခုံတစ်ခုံခုံရှစ်ကနှစ်ဒီရှင်းနဲ့၄နောက်ပိတ်နေရနှစ်တစ်နှစ်နဲ့မှတ်တမ်းနဲ့ကစားတာနော်ဒီမှာလည်းပဲသူကအဲ့အဲ့ပုံစံမှာကစားခဲ့တယ်ဒုတိယကံမှာလည်းနော် ဘရိတ်လေးပုံတွေကြပြီးကမှသူသူ့အောင်မှာသူကအဲ့ဘရိတ်အဲ့၅၆ခုဆိုတော့ကဏ္ဍပြန်ကြရတာဘူးเนาะကြရတဲ့အဲ့ဘရိတ်လေးကြထားတဲ့အတွက်အဲ့လေးရဲ့နှက်ခတ်ကိုတဲ့ဒီ366နှစ်ပါတယ်เนาะလေးရဲ့နှက်ခတ်ကို366နှစ်9နှစ်ခွန်နဲ့နှစ်เนาะတနည်းအားဖြင့်ပြောရင်ဒီဘရိတ်လေးကြောင့်ဒီ၃လုံးနှစ်နဲ့ဒီနှစ်နဲ့ပြန်ပါအောင်လေးပြန်ဖြစ်တာဗျာเนาะအဲ့တော့ဒီဘရိတ်လေးကြောင့်လည်း366ကနှစ်9နဲ့9ကလည်းနှစ်เนาะအဲ့ဒီအချိန်မှာဒီကွာပေါင်းခြင်းနဲ့ဒီထိပ်စီးနေရတက်ဆိုတော့ဒီကွာပေါင်းခြင်းနဲ့ထိပ်စီးနေရတက် 3066က2909နဲ့2112မှတ်တမ်းနဲ့ကစားတာเนาะအခုဒီပွဲမှာလည်းသူကအဲ့လိုကစားခဲ့ရင်တဲ့เนาะ break လေးလို့ထောက်ကြပြီးကမှအဲ့အောင်မှာ68ခုံဆိုတဲ့ကဏ္ဍပြန်ထွက်တာအဲ့ထွက်တဲ့အချိန်မှာလည်းပဲသူကအဲ့၄ရဲ့နှစ်ခါကိုတဲ့ဒီ98ဒီမှာ98 6ထဲမှာ2ဖြစ်မယ်เนาะ6ထဲမှာ2ဖြစ်မယ်ဒီလို2ဖြစ်အောင်ကဒီလို2ဒီလို2 2ဖြစ်အောင်က6နောက်ပြင်မယ်เนาะ အဲ့ချောင်းနောက်ပြင်မယ်ဆိုတော့ပြောချင်တာကဗရိတ်လေးချောင်းဒီသုံးလုံးပေါင်းရင်၄ရဲ့နှစ်ခါနှစ်ဒီဆောင်နှစ်အဲ့ဒီနှစ်နှစ်ခုပြန်ပေါင်းရင်၄ဒီဗရိတ်လေးပြန်ရတာနော်အဲ့ကြောင့်မို့သူဒါနဲ့လည်းလိန်နိုင်တယ်၅၉နှစ်6နှစ်6နှစ်နှစ်အဲ့ဒီချိန်မှာဒီကွာပေါင်းရင်ထိတ်နေကွာပေါင်းရင်နဲ့ဒီခုထွက်မထိတ်စင်းနေတာတင့်မတ်တန်ရရမယ်ဆိုတော့တင့်နှစ်နှစ်မတ်တန်နဲ့ဆိုတော့6 6ဆိုတဲ့ကဏ္ဍတစ်ခုထွက်လာတယ်နော်အဲ့ဒါဆိုရင်အားလုံးကျွန်တော်ခုထုတ်ပေးလိုက်တဲ့ဟာ ခွန်ရှင်လေးပေါ့နော်ခွန်ရှင်လေး685ဒီကနန်းနှစ်ခွက်ကအဓိကမင်းနော်196ပေါ့နော်ဒီကနန်းသုံးခွက်အားလုံးကတော့ဒဲ့ပဲထိုးရမှာနော်ဒီကောင်ဒီကောင်ကလည်းဒါပေမဲ့ဒီဒီမှာရှစ်ထစ်ရှစ်သည်တဲ့ထိတ်စီရောထိတ်ဘောခါရောရှိရတဲ့ဒီခွန်ရှင်လေးကိုရှစ်ခွန်လေးလို့ပြန်လှန်ထိုးနော်ကျွန်တော်လည်းလှန်အဲ့လိုပြန်လှန်ထိုးရမှာ685ကိုလည်း865လို့ပြန်လှန်ထိုးနော်အဲ့တော့အားလုံး9ခွက်ပေါ့ခွန်ရှင်လေးရှစ်ခွန်လေးပေါ့ 8ခုံလေး65 865ပေါ့နော်အဲဒီ9ခွက်ကထဲပေါ့နော်အဲ့လောက်ဆိုရင်လုံလောက်တယ်လို့ထင်ပါတယ်နော်အဓိက main ကဒီ2ခွက်ပေါ့နော်အဓိက main အဲ့2ခွက်ခွန်8လေး685နော်ခွန်ရှိလေး685တဲ့နှစ်ခွက်ပေါ့ဒီကျန်တဲ့သုံးခွက်ကိုအာကာပေါ့ဗျာနော်ခွန်ရှိကထိတ်ခေါ်နောက်ခေါ်ရှိနေထိတ်ခေါ်ခါရောရှိရတဲ့ရှစ်ကိုရှစ်ခွန်လေးပြန်လှမ်းမယ်ရှစ်ချောင်းကပြန်လှမ်းမယ်နော်ဒီငါးခွက်နော်ဟုတ်ကဲ့အားလုံးခွက်လန်နော်ကံကောင်းကြပါစေဒီဒီပဲလက်ထပ်ပေါက်ကြပါစေဗျာနော် ားလုံးကိုလက်ပါ